အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအားလုံးမင်္ဂလာပါ Tottenham Hotspur အသင်းကကျွန်တော်တို့အားလုံးမှတ်မိတယ်မလား Daniel Levy ထွက်သွားတဲ့အချိန်မှာ Spur အသင်းရဲ့ကိုပိုင်ဆိုင်ထားတဲ့ Andy Screw ပေါ့လေ Andy Screw ဆိုတာကအဲ Andy Andy Screw ကဒီ Tottenham ရဲ့ Daniel Levy share အချို့ပိုင်နေ now အဓိကတော့ Joe Louis Family ပိုင်ထားတဲ့ group ပဲ သူတို့က Spurs ရဲ့ share ရဲ့85 89 80နီးပါးလောက်ပိုင်ထားတယ်။ channel share တိ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 လေးတော့ရှိတာပေါ့။အဲ့ဒီနေရာမှာ Daniel Levy က Anis Group တစ်ခုလုံးပိုင်ထားတဲ့ share ရဲ့29% 30လောက်သူပိုင်ထားတယ်ဗျာဆိုတော့အခုလက်ရှိမှာထော်တန်ကအသင်းကိုရောင်းချဖို့စာနာမရှိပေမဲ့ American ရဲ့ဒါစီးပွားရေးလုပ်ငန်းရှင်စုတစ်ခုကနေထော်တန် Hotspur အသင်းကို4.5 billion နဲ့ဝယ်ယူဖို့သူတို့ဘက်က ဒါစီစဉ်လျက်ရှိတယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်နေတယ်ရပိုကတော့ star ပေါင်နဲ့ဆိုရင်4.5ဘီလီယံဒါလက်ရှိမှာ Chelsea ကိုဝယ်တာ3ဘီလီယံကျော်ပဲရှိတယ်အဲ့ဒါကလက်ရှိ record ပဲ4ဘီလီယံပေါ့လေဒါပေမဲ့ကောင်4.5ဘီလီယံရှိတယ် total ဘီလီယံရှိတယ်ဆိုတော့သူတို့ကဒီဘယ်လိုပြောမလဲဆိုတော့အခုလောလောဆယ်သူတို့ offer ပေးဖို့ပြင်နေတာကဒီလက်ရှိ Anni Screw တခုရဲ့ Anni Sol and and Annis Group ပေါ့လေ Joe Louis Family ပိုင်ဆိုင်ထားတဲ့ share တွေနဲ့ group တစ်ခုလုံးအတွက်3.3 billion ဒါပိုင်ဆိုင်ထားတဲ့ share တွေကိုသူတို့အကုန်ယူမယ်ပြီးတော့မှကျန်တဲ့ minority ပိုင်ဆိုင်ထားတဲ့ share သေးသေးသေးလေးတွေကိုထပ်ပေါင်းရင် total 4.5 billion လောက်ထိသုံးဖို့ရှိတယ်ဆိုပြီးတော့သူတို့ဘက်ကပြင်ဆင်ရရှိတယ်အဲ့ဒါက American လုပ်ငန်းစုတစ်ခုကနေ ဒါသူတို့ဘက်ကအခုတောက်လျှောက်သတင်းတက်နေတာဆိုတော့ဒီနေရာမှာကျွန်တော်နားလည်ထားတာကကာတာဘက်ကလည်းဒီ Tottenham Hotspur ကိုဝယ်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်သလိုအရင်တုန်းကဒီ Newcastle ရဲ့ share ပိုင်ရှင်ဖြစ်ခဲ့တဲ့ co-owner တယောက်ဖြစ်ခဲ့တဲ့ Amanda တို့ကလည်း PIS ကအကူအညီ PIS လို့ပုံစံ similar နဲ့သူတို့လည်း Spurs ကိုဝယ်ဖို့သူတို့စဉ်းစားတယ်သူတို့ကတော့ဝယ်တာတဲ့ Spurs မှာ investment လုပ်မယ် သူလည်းပိုင်ဆိုင်မှုအချို့တစ်ခုနဲ့လုပ်ပေမဲ့ထော့တန်ကပေချထားတယ်။ဒန်နီယယ်လီဗီကသူ့ရဲ့ရှယ်ယာကိုရောင်းဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့သူဥက္ကရာယာဒူကထွက်သွားရင်တော့မှကြေညာထားပေမဲ့အခုလောလောဆယ်မှာထော့နာဟော့စပါအသင်းနဲ့ပတ်သက်လို့တောက်လျှောက်ဝယ်မဲ့သတင်းတွေတောက်လျှောက်တက်နေတယ်။ဒီနေရာမှာကျွန်တော်တို့နားလည်ထားတာကစပါရဲ့ဒီလက်ရှိပိုင် main ပိုင်ရှင်ဖြစ်တဲ့ Joe Louis family ကဒန်နီယယ်လီဗီကိုသူတို့ထုတ်တဲ့အဓိကအချက်ကကလပ်ကကွင်းတကြီးပြီးသွားတဲ့အချိန်မှာတော့၃နှစ်နှစ်လောက်ကဘာစပွန်ဆာဒီမှမရပဲ ထော်တနာဟော့စ်ပါစတေဒီယံဆိုတဲ့နာမည်နဲ့သွားနေတဲ့အတွက်ကြောင့်သူတို့မှာတနစ်ကို55တန်း30နဲ့55တန်း60လောက်နစ်နာတယ်ဒီချက်တွေကိုသူတို့ကထောက်ပြတယ်အဓိကဒန်နီယယ်လီးဗျာသူယာရုကနှုတ်ထွက်သွားတယ်ဆိုတာတဲ့ဘိုးဖွဲ့ရဲ့ decision နဲ့သူ့ကိုထုတ်လိုက်တဲ့သဘောပဲဆိုတော့တခါကြရင်ကိုက share ပိုင်နေဆိုမဲ့တချို့ကိစ္စတွေကကိုလက်ထဲမှာမရှိဘူးဘိုးဖွဲ့ကမင်းဖို့ကို confident မရှိတော့ဘူးဘိုးဖွဲ့ကအကုန်လုံးဆုံးဖြတ်ပြီးဆိုရင်အဲ့ decision ကထွက်ရတာပဲဆိုတော့ဒန်နီယယ်လီးဗျာတနည်းအားဖြင့်ထောက်ခံရတာဆိုတော့ တို့ကကောင်းအောင်လို့ဒန်နီယယ်လီဗီယာတို့ကထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးစပါတရင်းဒီစပါအကြောင်းကောင်းကောင်းသိရသူဆိုသိတယ်ဆိုတော့အခုလက်ရှိမှာထော်တန်ကိုအမေရိကန်လုပ်ငန်းဒီစီးပွားရေးလုပ်ငန်းရှင်တစုကနေအမေရိကန်ဒေါ်လာ၄.မ sorry စတာလင်ပေါင်၄.၅ဘီလီယံ world record transbit နဲ့ဒါဝယ်ယူဖို့သူတို့ပြင်ဆင်နေတယ်ဒီလက်ရှိ Anis Group ပေါ့လေဒန်နီယယ်လီဗီပိုင်ထားတဲ့ share ရော Joe Louis family ပိုင်ထားတဲ့ share အားလုံးအတွက်၃.၃ဘီလီယံပေးမယ် ဒါအပြင်သူတို့ဘက်ကကလပ်အတွက်အနာဂတ်မှာဒါပလီယာတွေရဲ့ budget ဒီနောက်ကလပ်ရဲ့ပလီယာတွေရဲ့ကလေးပလီယာတွေကစားမတွေကိုဝယ်ယူမဲ့ budget ဒီလောက်ခလာစာတွေ agent ခါနဲ့တခြားဟာတွေအားလုံးအတွက်လေ1.2 billion ကိုအနာဂတ်မှာသုံးစွဲခွင့်ချပေးဖို့ပြင်ဆင်ထားတယ်တကယ်လို့ဒီ take over ပြီးရင်ကျွန်တော်ပြောချင်တာကကလပ်သင်းတသင်းပဲဖြစ်ဖြစ်ကုမ္ပဏီတစ်ခုကို take over လုပ်လို့ရှိရင်အဲ့လောက် simple တော့မဖြစ်ဘူးအခုချက်ချင်းကောက်ဝယ်တော့စားနှစ်နဲ့ချီတယ်တစ်နှစ်လောက်တော့ကြာတယ် တစ်နှစ်တစ်နှစ်ခွဲလောက်ကြာတယ် process တွေက step by step အခုဝယ်ယူမဲ့ company ကလေ legally ရဘလောက်ထိပတ်စံကဒီ money တွေကဘလောက်ထိတရားဝင် money ဖြစ်မလဲ money မောက်ကိုလုပ်နေတဲ့သူတွေလားမှန်ကန်တဲ့ငွေကြေးဝင်နေတဲ့သူတွေလားသူတို့ပတ်စံတွေဘယ်ကရတာလဲသူတို့ဟာတွေကိုလည်းအကုန်လုံးစစ်တာတော့ Premier League ကနံပါတ်1အဲ့ဒါတွေအားလုံးပြီးသွားရင်တော့ Premier League က approve ဆိုပြီးတော့ Premier League ကလည်းရှိသေးတယ်အဲ့ကနေမှအစင်အစင်အစင်သွားတာဖြစ်တဲ့ကြောင့်အဲ့လိုမျိုး process ရရှိခတ်တယ်အဲ့လောက်မလွယ်ဘူး ဖြစ်တကယ်လို့ဝယ်ဖြစ်မယ်ဆိုလည်းအလွန်ဆုံးဖြစ်2026ပဲရောက်မှာ25 26ကုန်လောက်မှာပဲဒီ part of the d တို့တခုခု club အသင်းတစ်ခုလုံးထိတ်ကိုပါလုပ်ဖို့ဆိုရင်ရှင်းတယ် simple ပဲ yo အမ9ဘီလီယံပေးလိုက်9ဘီလီယံပေးလိုက်အဲ့ဆိုလက်မကြည့်ဘူးပြီးသွားမှာအဲ့လိုမဟုတ်ဘူးတောင်တောင်လောက်ဆိုရင်သူညှိနေမှာပဲဆိုတော့အခုလက်ရှိမှာ Tottenham Hotspur ကို American လုပ်ငန်းစုကနေ၄.၅ဘီလီယံနဲ့ဝယ်ယူဖို့ကြိုးပမ်းနေတာပါအားလုံးကျေးဇူးတင်ပါတယ်